မော်စကိုထိတော်မှလှမ်းပစ်နိုင်တဲ့တာဝဲပစ်ဒုံးကြီးကိုယူကရိန်းကဆန်းသက်အောင်မြင်သွားပြီဖြစ်ပါတယ်။ဖြစ်ခဲ့ဖို့လည်းအသင့်ဖြစ်နေပြီလို့ဆိုပါတယ်။ယူကရိန်းဟာပြည်တွင်းထုတ်တာဝဲပစ်နပ်ချွန်ဒုံးကြီးတကိုအောင်မြင်စွာဆန်းသက်ပစ်ခတ်တိုက်ပွဲဝင်နိုင်ခဲ့ပြီဖြစ်ကြောင်းသမရော့စနစကီကထုတ်ဖော်ပြောကြားလိုက်ပါတယ်။အဲ့ဒီဒုံးကြီးဟာ621မိုင်ကွာဝေးထိရောက်ရှိနိုင်ပြီးရုရှားနိုင်ငံမော်စကိုမြို့တော်ထိလက်လန်းမီပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ ယူကရိန်းဟာပူတင်ရဲ့ချိန်ချောက်မှုတွေကနေကိုကိုကိုလုံခြုံအောင်ကာကွယ်ဖို့ရည်ရွယ်တဲ့ဒုံးကျည်အစီအစဉ်ကနေကြီးမားတဲ့အောင်မြင်မှုရရှိထားပါပြီလို့ဇလန်စီကပြောပါတယ်။နက်ဂျွန်တာဝေပစ်ဒုံးကျည်ကိုစမ်းသပ်ပြီးလို့တိုက်ပွဲမှာအောင်မြင်သုံးပြုနိုင်ပြီဖြစ်ပါတယ်။ယူကရိန်းထုတ်ဒုံးကျည်တစ်ဟာပြစ်မှတ်ကိုတိတိကျကျပြစ်ခတ်နိုင်ပါတယ်။မိုင်ပေါင်း621မိုင်အထိပြစ်ခတ်နိုင်ပါတယ်။ဒီဒုံးကျည်ကိုဖန်တီးထုတ်လုပ်တဲ့ယူကရိန်းကုမ္ပဏီရဲ့စစ်တပ်တွေကိုကျေးဇူးတင်ပါတယ် ယူကရိန်းလုံခြုံရေးကိုကာကွယ်ဖို့ဆက်လုပ်သွားမှာပါလို့ဇလန်စကီကဆိုပါတယ်ယူကရိန်း Telegram Channel မှာတော့ရုရှားရဲ့ရေနံချက်စေုံကိုမလောက်၁၄ရက်နေ့ကဒီနက်ကျွန်းတုံးကြီးတင်တဲ့ပြင်းထန်ထန်တိုက်ခတ်ခဲ့တာဖြစ်နိုင်ပါတယ်ဒီနက်ကျွန်းတုံးကြီးဟာ2022ကရုရှားရဲ့ ဖင်လန်နဲ့ရေတဲ့သင်းမောမော်စကာဘာကိုပြစ်ခတ်နှိမ့်ုံနိုင်ခဲ့တဲ့ချက်ကင်းဒေါလမက်ကိုအစင်မြင့်တင်ထားတာဖြစ်တယ်လို့យေတာထားပါတယ်။ဒါနက်ကျွန်းတုံးကြီးတဲ့နဲ့ပြစ်ခတ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုဖြစ်ပွားခြင်းမှာပောက်ကွဲတဲ့ဆက်ချက်ကြားခဲ့ရပါတယ်။တရားဝင်တီးပြုတ်ချက်မရသေးပေမဲ့တန်ဝေးပြစ် drone ထက်ဒုံးကြီးနဲ့တက်ခတ်မှုကြောင့်ပေါက်ကွဲမှုဟာပိုပြီးတော့ပြင်းထန်နိုင်ခြင်းဖြစ်နိုင်ပါလိမ့်။ရုရှားရဲ့စစ်တပ်သုံးယင်တွေအတွက်လောင်စာစီဒီကပံပိုးနေတဲ့ top ရှင်းနှံချက်စေုံဟာဒုံးကြီးထိမှန်ပြီး36နာရီကြာသည့်တိုင်အောင် မီးလောင်နေစေဖြစ်ကြောင်းရုပ်သံဖိုင်တစ်ခုတွေ့ရပါတယ်။ဒီရှင်းနှံချက်စေုံဟာပင်လယ်နက်ကန်ဂျီဂယ်လစ်မြို့မှာရှိတဲ့ပူတင်ရဲ့ပေါင်1ဘီလီယံတန်အင်ဒိုနဲ55မိုင်သာဝေပြီးအဲ့ဒီတိုက်ခိုက်မှုကပူတင်ကိုသတိပေးလိုက်တာဖြစ်ပါတယ်။ ဒါအပြင်မလ14ရက်နေ့ကကော့စ်ဒေတာမှာရှိတဲ့စူဇာမျိုးကိုရုရှားကပြန်လည်သိမ်းပိုက်လိုက်ပြီးမကြောင်မီယူကရိန်းဒေတာဆိုင်ရာသမိုင်းပြတိုက်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါအိုတာဝင်းပြည်နပ်ကျွန်းတုံးကြီးနဲ့ပြစ်ခတ်ခဲ့ခြင်းဟုတ်မဟုတ်ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒါအပြင်ဇန်နဝါရီလမှာလည်း Rust of Data မှာ Chara Rama ရှိတဲ့ရုရှားရဲ့အကြီးစား drone ကိုတော်ကြီးတခုကိုနပ်ကျွန်းတုံးကြီးတဲ့ယူကရိန်းဘက်ကပြစ်ခတ်ဖြတ်စီရမီးလုံးတွေတောင်တက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။ ဖရက်ဒရစ်မော့စ်ဦးဆောင်တဲ့ဂျာမနီဆိုးရွားတဟဒုံးကြီးဒဇင်းကိုပေါင်း1.25တန်းတန်တဲ့တာရတ်ဒုံးကြီးတွေကိုယူကရိန်းကိုပို့ဖို့အတည်ပြုနိုင်ခြင်းရှိကြောင်းသတင်းတွေထွက်ပေါ်ပြီးနောက်ယူကရိန်းကအဲ့ဒီလက်နက်ကိုရဟန်ရှိသွားတဲ့တူတဲဆိုပြီးတော့ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်ဖရက်ဒရစ်မော့စ်ကတော့စစ်ပွဲကိုပုံမထောက်ခံအားပေးပြီးယူကရိန်းကိုဂျာမနီအနေနဲ့အစွမ်းကုန်ကူညီထောက်ပံ့မယ်ဆိုပြီးပြောဆိုထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ရုရှားနိုင်ငံဆူဂျာစ်ဒေတာမှတက်တည်ဆုတ်ခွာနေပြီးလို့ယူကရိန်းကတည်ပြပါတယ်။ယူကရိန်းတပ်ဖွဲ့နဲ့ရုရှားနိုင်ငံနောက်ပိုင်းကတ်ဒေတာမှရှိတဲ့ဒီကမျိုးဖြစ်တဲ့ဆူဂျာမှဆုတ်ခွာသွားပြီလို့ယူကရိန်းစစ်တပ်စူးစီးရာရှိချုပ်ကတည်ပြပါတယ်။လူကိုရဲ့ Facebook ပေါ်မှာထုတ်ပြန်ခဲ့တဲ့ဦးစီးချုပ်ရဲ့မြေပုံအရဆိုရင်ယူကရိန်းစစ်တပ်ဟာကတ်ဒေတာမှရှိတဲ့ရုရှားယူကရိန်းနယ်စပ်နဲ့ပုံမှန်နီးစပ်ရာကိုနေရာချထားကြောင်းဖြစ်သိရပါတယ်။ လွန်ခဲ့တဲ့24နှစ်တွင်ယူကရိန်းတပ်ဖွဲ့တွေဟာရုရှားလေကြောင်းတိုက်ခိုက်မှု16ကျင်းကိုကြမ်းကြမ်းခံခဲ့ရကာကတ်စတေတာတစ်ချောင်းတိုက်ပွဲပေါင်း20လောက်ဖြစ်ခဲ့တယ်လို့စီဦးစီရရှိချုပ်သတင်းမှာဖော်ပြပါတယ်။ကတ်စတေတာကိုပြန်သိမ်းဖို့ရုရှားစစ်တပ်စစ်စင်ဟာနောက်ဆုံးအဆင့်ရောက်ရှိနေပြီလို့ Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကပြောပါတယ်။ရုရှားတပ်တွေအနေနဲ့သူတို့ရဲ့ထိုးစစ်ဆင်မှုတွေ မော်လဗော့ပိုဒေါ်နဲ့စူဂျာအစရှိတဲ့ဒေသတွေကိုပြန်သိမ်းယူနိုင်ခဲ့ကြောင်းရုရှားကာကွယ်ဝင်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အပြည့်ခတ်ရစဲဖို့ကိစ္စနဲ့ပတ်သက်ပြီးရုရှားဘက်ကအချိန်ဆွဲနေတယ်လို့ဥရောပခေါင်းဆောင်တွေကရှုမြင်နေကြတာဖြစ်ပါတယ်။ အဲ့ဒီလိုရှုမြင်နေတဲ့ဥရောပခေါင်းဆောင်တွေအများအပြားဖြစ်ပါတယ်။အဲ့ဒီနဲ့တူဖြစ်တဲ့နော်ဝေးဝန်ကြီးချုပ်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုတဲ့စစ်မှန်တဲ့စံနှုန်းကိုပြသရမယ့်စာရုရှားသမ္မတပူတင်ဟာလက်ခံနိုင်ပွဲမရှိတဲ့တောင်းဆိုချက်အစ်တင်နဲ့ပြစ်ခတ်ရေးသဘောတူညီချက်ကိုအချိန်ဆွဲဖို့စူးစမ်းနေတာလို့နော်ဝေးဝန်ကြီးချုပ်ကပြောပါတယ်။ ပြည်ထောင်ဥဆောင်တဲ့ယူကရိန်းကူညီပေးမဟာမိတ်နိုင်ငံများအွန်လိုင်းဆွေးနွေးပွဲပြီးမှာနော်ဝေသတင်းဌာနနဲ့မေးမြန်းခဲ့မှာဝန်ကြီးချုပ်ကပြောတာပါဆွေးနွေးပွဲမှာဥရောပအနေနဲ့အမေရိကန်နဲ့ဘယ်လိုလက်တွဲရမလဲဆိုတာဆွေးနွေးခဲ့တယ်လို့ယူကရိန်းအတွက်ဥရောပရဲ့သွေးစည်းညီညွတ်ထောက်ခံမှုကိုပြသနိုင်ခဲ့တယ်လို့နော်ဝေဝန်ကြီးချုပ်ကဆိုပါတယ်ယူကရိန်းအတွက်တရားမျှတပြီးရေရှည်တည်တဲ့ခံပြင်းမဲ့ငြိမ်းချမ်းရေးအောက်ယူဖို့အတွက်တိုးတက်ကောင်းမွန်တဲ့ဆွေးနွေးပွဲဖြစ်တယ်လို့နော်ဝေဝန်ကြီးချုပ်ကပြောသွားတာလည်းဖြစ်ပါတယ်ဒါ့အပြင် ဗြိတိန်ဝန်ကြီးချုပ်စာကီယာစတာမားကလည်းယူကရိန်းရေးနဲ့ပတ်သက်ပြီး မလဲစားဖို့ပူတင်ကိုသတိပေးလိုက်တယ်လို့ဆိုပါတယ်။ရုရှားသမ္မတပူတင်အနေနဲ့အမေရိကန်ကအဆိုပြုထားတဲ့အပြစ်ခတ်ရစဲသဘောထားကိုလှည့်စားမှလုံးဝခွင့်မပြုဘူးလို့စာကီယာစတာမားကဆိုပါတယ်။ပူတင်ဟာ အဲ့ဒီသဘောတူညီချက်ကိုလက်ခံဖို့သူဟာလှည့်ပက်ပြီးတော့အချိန်ဆွဲနေတာလို့ဆက်ကီယာစတာမားကပြောပါတယ်။ဒေါင်းလင်းလမ်းမှာရှိတဲ့ဗြိတိန်ဆိုရရဲ့ပြောကြားချက်အရဥရောပနိုင်ငံတွေပါဝင်ဥရောပသမဂ္ဂကော်မရှင်ဒေတိုယူကရိန်းကနေဒါနဲ့တခြားနိုင်ငံတွေလည်းအဲ့ဒီဆွေးနွေးပွဲတက်ရောက်ခဲ့ပါတယ်။အမေရိကန်ကဆိုပြထားတဲ့ပြစ်ခတ်ရေးစိတ်သဘောတူညီမှုကိုရုရှားသမ္မတပူတင်အနေနဲ့လှည့်စားနေတာလားဆိုတာတန်တရားရှိတယ်ဆိုပါတယ်။သဘောတူထားတဲ့ရက်30ပြည့်ခရရဲ့ဆေးဆိုပြီးကြရုရှားဟာလက်ရှိအချိန်ထိသဘောတူတယ်လို့ တရားဝင်ပြောတာလည်းမရှိသေးပါဘူးပူတင်ဟာအဲ့ဒီသဘောတူညီချက်ကိုလက်ခံဖို့ချိန်ဆနေတာလို့ပြည်တင်ကဆွဆွပါတယ်ပြည်တင်ဥဆောင်ပြီးပြုလုပ်မဲ့ညွန်ပေါင်းထိပ်သီးစီးပွေးရဲ့ရည်ရွယ်ချက်ဟာအမေရိကန်အနေနဲ့ယူကရိန်းကိုနာဂတ်ကာလမှာလုံခြုံရေးဆိုင်ရာအမကန်ချက်ပေးနိုင်မှု ဥရောပကစီးရုံမှာဖြစ်ပါတယ်။ပူတင်ဟာရပ်ပေါင်း30ပြစ်ခတ်ရဲစည်းရင်နဲ့ပတ်သက်ပြီးလိုအပ်တာတွေချပြခဲ့လို့ယူကရိန်းသမ္မတဆီလန်စကီဟာပူတင်ဟာလှည့်စားသူပဲလို့တုံ့ပြန်ခဲ့ပါတယ်။ဒီတပတ်သမမပဲထရန်နယ်ကပူတင်နဲ့မော်စကိုမှာဆွေးနွေးခဲ့မှုကကောင်းမွန်တဲ့အကျိုးရလဒ်တွေရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ယူကရိန်းသမ္မတဆီလန်စကီကတော့တရားမျှတတဲ့ငြိမ်းချမ်းရဖို့ပြင်သစ်နိုင်ငံရဲ့ကူညီမှုတွေအတွက်သမ္မတမက်ခရွန်ကိုလည်းကျေးဇူးတင်ပါတယ်လို့ဖုန်းကတစ်ဆင့်ပြောခဲ့ပါတယ်။ ရက်30ပြစ်ခတ်ရေးစည်းရေးကိုယူကရိန်းကချွင်းချက်မရှိလက်ခံပေမဲ့ပူတင်ကတော့ပြစ်ခတ်ရေးစည်းရေးအတွက်ကျွတင်သက်မှတ်ချက်တွေလုပ်ဖို့ကြိုးစားရင်းစစ်ပွဲ3အဆုံးသတ်ဖို့မလိုလားဘူးဆိုတာကိုပြသနေတာတွေ့ရပါတယ်။လက်ရှိနဲ့နာကတော့ယူကရိန်းအတွက်ပုံပုံအင်အားတောင့်တင်လာစေမယ့်ကိစ္စရပ်တွေကိုလည်းဆွေးနွေးပါလိမ့်။တရားမျှတမှုထာဝရငြိမ်းချမ်းမှုအတွက်ပြည်သူ့သမ္မတရဲ့ကြိုးပမ်းကူညီမှုအားလုံးကိုကျေးဇူးတင်တယ်ဆိုပြီးဇလန်စကီးကပြောတာပဲဖြစ်ပါတယ်။ပြင်သစ်ကတော့ ယူကရိန်းမှာနှောင်းဝငင်းချင်းရဖို့အတွက်အာသွခွန်ဆိုင်လှုပ်ဆောင်နေတာဖြစ်ပါတယ်။အဲ့ဒီအခြေအနေတွေကိုတရုတ်ကအနီးကပ်စောင့်ကြည့်နေပြီးယူကရိန်းမှာရဲတရားမျှတပြီးတော့ရေရှည်တီနဲ့ပဲငင်းချင်းရဖို့တရုတ်ဘက်ကကူညီဖို့အသင့်ရှိပါတယ်လို့တရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနကကြေညာပါတယ်။အမရရှိချင်းဖြင့်ဆိုပြတင်ပြထားတဲ့အချုပ်ချာအာဏာလေးစားမှုကုလသမဂ္ဂ brain ကိုလေးစားလိုက်နာမှုငင်းချမ်းတဲ့နီလန်းနေနဲ့ဆွေးနွေးဖြေရှာရေးဆိုတဲ့အခြေခံမှုတွေဟာတရုတ်ကယက်တိနေစေဖြစ်ပါတယ်လို့ တရုတ်နိုင်ငံဂျိုင်းဝန်ကြီးဌာနကပြောပါတယ်အမေရိကန်ဆိုရရဲ့ရက်30ပြစ်ခတ်ရေးစိအစိုးပြချက်ကိုထောက်ခံပေးမယ်လေအပြစ်မရခင်မှာဆွေးနွေးစရာတွေအများကြီးရှိတယ်ဆိုတော့ရုရှားသမ္မတပြောဆိုမှုကိုမှတ်ချက်ပေးဖို့တရေတောက်တွေကိုတရုတ်နိုင်ငံဂျိုင်းဝန်ကြီးဌာနကမေးမြန်းရမှာတရုတ်နိုင်ငံဂျိုင်းဝန်ကြီးဌာနကဒါနဲ့ပတ်သက်ပြီးသိကြရရစွာဖြေကြားသွားခြင်းတော့မရှိဘူးလို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်အမေရိကန်သမ္မတထရန့်အမင်းကြောင့်အမေရိကန်အခြေစိုက်တဲ့ VOA နဲ့ RFA ဟာရပ်တန့်မဲ့အရေးနဲ့ကြုံတွေ့နေရပါတယ် VOA ဝန်ထမ်း1300ကျော်လဲအလောက်ကိုသွာလာခွင့်မရဘူးလို့သိရပါတယ်ခွင့်ပေးခံထားပါတယ် RFA လည်းရပ်တန့်သွားနိုင်တဲ့အခြေအနေကြုံနေရပါတယ်သမနာထရဲ့အမေးအသစ်ကြောင့် VOA ရဲ့သတင်းတောက်တွေထုတ်လုပ်သူတွေပါဝင်ဝန်ထမ်း1300ကျော်ခွင့်ပေးခံထားရပြီး RFA လည်းရပ်တန့်သွားနိုင်တယ်လို့အခုသတင်းတွေအများသိရပါတယ် VOE နဲ့ RFA ပြင်လွတ်လပ်တဲ့သတင်းဌာနတွေအတွက်ငွေကြေးထောက်ပံ့ပေးနေတဲ့ကမ္ဘာသတင်းမီဒီယာ အေဂျင်စီပါဝင်အစိုးရဌာနခုနှစ်ခုရဲ့လုပ်ငန်းတွေရှင်းချဖို့မလ14ရက်နေ့ကတမတ်ထရန့်ကလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။အရင်မိန်ထုတ်ပြန်ပြီးနောက် VOA မြန်မာပိုင်း Dialogue ထုတ်လွှင့်မှုလည်းရန်နာသွားပါတယ်။ မကြာခင်ကာလမှာတော့ပြန်လည်ထုတ်လွှင့်မယ်လို့ BOA ကပြောပါတယ်83နှစ်အတွင်းပထမဆုံးချိန်ဖြစ် VOA ကိုအတန်တိတ်သွားစေတဲ့အတွက်အထူးပင်ဝမ်းနည်းမိပါတယ်လို့ VOA ညွှန်ကြားမှု Michael Abram Wiss ကသူ့ရဲ့ Facebook လူမှုကွန်ရက်မှာရှင်းတာပါတယ်။ဒါအပြင် VOA ရဲ့သတင်းတောက်တွေထုတ်လွှင့်သူတွေနဲ့ပံ့ပိုးကူညီတဲ့ဝန်ထမ်း1300ကျော်ကိုလစာခန်းစားခွင့်နဲ့ခွင့်ပေးခံထားကြောင်းလည်းသိပေးပါတယ်။ IFA အနေနဲ့လည်းသတင်းတွေဆက်လက်တင်နေပြီး ဒီနေ့နေ့လပိုင်းတော့ဝန်ထမ်းတွေကိုညွှန်ကြားချက်တိတိပပပေးထားခြင်းမရှိသေးဘူးလို့သိရပါတယ်။ AFA ရဲ့မလ16လပိုင်းထုတ်ပြန်ချက်မှာ American Hall AFA နဲ့မိတ်ဖက်သတင်းဌာနအတွက်နှစ်ဆက်ပြည့်နေတဲ့ထောက်ပံ့ငွေတွေကို2025မလမှာ sign just sign လိုက်ပြီးဖြစ်ကြောင်းဖော်ပြပါတယ်။ AFA အနေနဲ့လက်ကျန်ငွေကိုအချိန်မဆိုင်မဲ့အစိုးရကိုပြန်ပေးအရမှာဖြစ်ကြောင်း USAGM ရဲ့အထူးကြံပေးရာရှိ Carry Lake ကဆိုပါတယ် အခုရက်ဆန်းလိုက်တဲ့မင်းကိုရက်30အတွင်းယူကန်တင်နိုင်တယ်လို့အကြောင်းကြားစာတော့ရရှိထားကြောင်း IFA ဘက်ကပြောပါလိမ့် IFA အတွက်ထောက်ပံ့ကိုရက်ဆဲလိုက်တာဟာသတင်းခေတ္တတွေမှာဩဇာအာဏာအထင်ကိုမရှိတိုးချဲ့နေတဲ့တရုတ်ကွန်မြူနစ်ပါတီပါဝင်ကမ္ဘာပေါ်ကအာဏာရှင်တွေနဲ့အစိုးရဇိုးတွေကိုစုလက်တစ်ခုလက်ဆောင်ပေးလိုက်တာနဲ့တူတူပဲလို့ RFA ဥက္ကဋ္ဌကတော့ခန့်ကိုပြောပါတယ် VOA မိခင်ကုမ္ပဏီရဲ့ US Agency for Global Media ဟာ Congress အတည်ပြုချက်နဲ့တည်ထောင်ထားတဲ့လွတ်လပ်တဲ့ agency ဖြစ်ကြောင်း Agency for Global Media ဟာ VOA ဖြစ် Radio Free Rural Radio Liberty နဲ့ Radio Free Asia တို့ကိုလည်းရမုံငွေပံ့ပိုးခဲ့ပါလေ Agency for Global Media ဟာ budget ဒေါ်လာသန်280ဝန်းကျင်လောက်ကဝန်ထမ်း2000ကျော်ဝါသစကား49ပြည့်နဲ့ထုတ်လွှင့်နေပြီးခံမှန်းခြင်းအပြင်ပတ်စဉ်ပြည်သက် သန်းပေါင်း360ကျော်အတွက်ဝန်ဆောင်မှုပေးနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့သမ္မတ Trump အမည်ကအမည်ကတော့ဒီဌာနတွေဟာတမင်သက်သက် budget တွေကိုလိုရာထပ်ပို့ပြီးသုံးဆွဲနေပြီ။ budget portion နဲ့ဌာနတွေအသုံးဝင်ပေးတဲ့ budget တွေကိုသုံးနေတဲ့ဌာနတွေဖြစ်ရှုမြင်ထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။သမ္မတ Trump ကရုရှားနဲ့အဆင်ပြေဖို့စူးစမ်းနေပြီပင်လဲ မရိကန်နဲ့တောင်နဲ့ပြတိန်တပ်ဖုံးတွေကတော့ရုရှားရဲ့ငါကောက်ွယ်ဖို့ပူရက်စီလီဂျင်မှုကအရေးကြီးတယ်လို့သူတို့ရဲ့အမြင်သဘောထားကိုထုတ်ဖော်လာပါတယ်။တမနာထရန့်ကရုရှားစိုးရွားကိုချင်းကပ်ဖို့ရာနေတိုးပေါ်ထားတဲ့အမေရိကန်စိုးရွားရဲ့ဂတိကဝတ်ပေါ် တန်တရားတွေပွားများလာပြီးနောက်ခုလိုပြောလိုက်တာပါရုရှားဟာယူကရိန်းကိုကျူးကျော်ပြီးဥရောပမှာစစ်စင်ရေးကိုကူပြီးမြောက်ခဲ့တဲ့ဘုံကျက်တပ်ဖွဲ့ကို နေတိုးရဲ့လက်ထောက်လေးတပ်မှုဖြစ်တာဝန်ထမ်းဆောင်နေတဲ့ပြည်တွင်းလီဒါဦးစီချုပ်ဘူဂျိုဂျီဂျွန်နီစထရင်ဂါနဲ့အမေရိကန်ရဲ့အမှတ်ရှိလီဒါစီဦးစီချုပ်ဘူဂျိုဂျီဂျဲဆိုအာမာဂိုစတိုကအတူချီကျူးကုန်ပြပါတယ်။ထရန့်ဆိုရဲ့လက်ထက်နေတိုးနဲ့အမေရိကန်အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးမသိမချာမရေရာမှုနဲ့ပတ်သက်ပြီးမိကျမှာနှစ်ယောက်လုံးက နိုင်ငံရေးတွေကို နိုင်ငံရေးသမားအတွက်ထားဖို့ပြောပါလေဒါပေမဲ့အမေရိကန်နဲ့ဥရောပကြားပူးပေါင်းဆောင်ရွက်မှုကလုံခြုံရေးကိုပုံမှုခိုင်မာစေတယ်လို့သူတို့နှစ်ယောက်လုံးကယုံကြည်နေတာကိုရှင်းပြပြီးရုရှားရဲ့ငါးလေးကုကောက်ွယ်ဖို့အတွက်ပူးတွဲစီရင်နေခြင်းမူဟာမရှိမဖြစ်လိုအပ်တယ်လို့အမေရိကန်နဲ့ဗြိတိန်အရာရှိကြီးတွေက ပြောဆိုခဲ့တာဖြစ်ပါလေနောက်ထပ်သတင်းပုတ်ပြောချင်ပါတယ် မက္ကဆီကိုမှာဆူလိုက်ပြုံလိုက်တင်းကြိုင်တွေ့ရှိပြီးဒီကိစ္စနဲ့ပတ်သက်ပြီးမက္ကဆီကိုရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမယ်ဆိုပါတယ်မက္ကဆီကိုနောက်ပိုင်းဟာလာကစ်ပြည်နယ်မှာမကြာသေးခင်ကတွေ့ခဲ့တဲ့ဆူလိုက်ပြုံလိုက်တင်းကြိုင်တစ်ခုကိုစုံစမ်းစစ်ဆေးမှုပြေဝလို့ဖို့မက္ကဆီကိုရှေ့နေကျွန်အလက်ဂျန်ဒရိုကတ်စမန်နီရိုကဂတိပြုပြောလိုက်ပြီးအဲ့ဒီတင်းကြိုင်ဟာနိုင်ငံရဲ့အကြမ်းဖက်မူရစ်စေဝါဂိုင်းနဲ့ပတ်သက်ဆက်ဆက်နေတယ်လို့ယူဆထားတာဖြစ်ပါတယ် မကြာသေးခင်ကရက်ဘတ်တက်ကြွလှောက်ရှာတဲ့အုပ်စုဖွဲ့ဟာဟာလစ်ကိုမှာရှိတဲ့မြူနစ်စပယ်နေပြည်မှာလောင်းတွေကိုမိသိန်းကျော်ရမှာတုံးတဲ့မိဖို့ပေါင်းများစွာနဲ့အတူအစုလိုက်ပြုံလိုက်တင်းကျန်းတစ်ခုကိုကြောက်မက်ဖွယ်ရှာဖို့တွေ့ရှိခဲ့ကြောင်းပြည်တွင်းမီဒီယာတွေမှာဖော်ပြပြီးမက်ဆီကိုရဲ့ထိတ်တန်းအစိုးရရှိနေတွေကဂရီးပြုချက်ထွက်လာတာပါရှင်းနေချုပ်ကဒီအမှုရဲ့တမိုင်းကြောင်းအပြည့်စုံကို စုံစမ်းစစ်ဆေးမှုလုပ်ရပါမယ်။တနည်းပြောရရင်ဒီသဘောသဘာဝကိုစီပင်သာရေးနဲ့ပြည်내ကဒေသအာဏာပိုင်တွေမသိနိုင်ဘူးဆိုတာမယုံနိုင်စရာပါလို့တမရရဲ့သတင်းစာရှင်းပွဲမှာပြောပါလေ။ဒီတွေ့ရှိမှုကိုနိုင်ငံသားအဖွဲ့တစ်ခုကလုပ်ခဲ့တာပါ။အနီးတစ်ဝိုက်မှာစစ်စင်ရေးတွေဇက်တိုက်လောက်ထားပြီးသားဆိုတော့ပုံမွက်လင်းလင်းသိထားတဲ့ကိစ္စဖြစ်တယ်လို့လဲဆိုပါတယ်။ဒါကြောင့်နောက်ခံကဘာလဲဘသူတွေကအဲ့ဒီဒေတာကိုကောက်ွယ်ဆောင်းလျှောက်တာလဲ အဲ့ဒီပိုင်ရှင်တွေကဘယ်သူတွေလဲဆိုတဲ့အစဉ်ခံစားကိုတိတိကျကျပေးရမယ်လို့ဆိုပါတယ်။မက္ကစီကန်အချင်းပြတ်ခြောက်ဆောင်မှုစန့်ကျင်ရေးအသင်းဟာ1962ခရဲကပျောက်ဆုံးနေတဲ့လူပေါင်းတသိန်းတပေါင်းကျော်လောက်ရှိပြီးခုထိပြန်မတွေ့ရသေးကြောင်းပြထားတဲ့အစဉ်ခံစားကိုထုတ်ပြပါတယ်။ပျောက်ဆုံးသူဦးရေအများဆုံးပြည်နယ်တွေဟာဟာလက်စကိုမီချာကနာနဲ့မက္ကစီကိုပြည်နယ်တို့ဖြစ်ကြောင်းအစဉ်ခံစားမှာဖော်ပြထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောခြင်းပါတယ်။ ကဘာကျော်ဘောလုံးသမားကြီးတူဖြစ်တဲ့မာရာဒိုနာရဲ့အကွယ်လွန်မှုဟာတိုယိုတာယိုကွယ်လွန်တာမဟုတ်ဘဲရည်ရွယ်ချက်ရှိရှိရိုးရှင်းတဲ့လူသက်မှုဖြင့်သူမိသားစုကတရားရုံးမှာဆေးအဖွဲ့ကို တရားဆွဲဆိုထားပါလေမာရာဒိုနာ2020ပြည့်နှစ်နိုဝင်ဘာကနှလုံးရောဂါကြောင့်အသက်60ရွယ်မှာဆုံးပါခဲ့ပါလေမာရာဒိုနာဟာသွေးခဲမှုကိုခွဲစိတ်ကုသမှုခံပြီးနောက်ပြက်လက်သက်ချင်းနေအိမ်မှာပဲစင်မကောင်းပွဲဖြစ်အောင် ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်မာဒိုနာကွယ်လွန်ခဲ့တဲ့အတွက်ကြောင့်အားလုံးကအံ့အားသင့်ခဲ့တာဖြစ်ပါတယ်ဒီလိုဆွဆွဲချက်တွေကို စေကူသွားခဲ့တဲ့စေးဖွဲ့ကညှင်းဆို့ထားပါတယ်။မာရိုနာသမီးတွေရဲ့ရှေ့နေဖြစ်သူကစေးဖွဲ့ဟာတရားရုံးမှာတရားရင်ဆိုင်ပြီးတဲ့နောက်အပြစ်ပေးခံရမယ်လို့ယုံကြည်ထားပါတယ်။ မာဒိုနာကိုစေကုသပေးခဲ့တဲ့စေအဖွဲ့ထဲမှာအဖွဲ့ဝင်9ဦးပါဝင်ပြီးတရားရင်ဆိုင်ရမှာဖြစ်တယ်လို့ရှီအောင်မြောက်ကတော့ဇူလိုင်လမှာတရားရင်ဆိုင်ရမှာပါအဲ့ဒီစေအဖွဲ့ထဲမှာစေယောဂအထုကုဆရာဝန်တွေခွဲစိတ်ဆရာဝန်တွေစိတ်ပညာရှင်သူနာပြုခေါင်းဆောင်နဲ့စေုံတောင်းဝန်ရှိသူတွေပါဝင်ပါတယ်ဒီတရားဆွဲဆိုမှုမှာပြည့်ရှိကြောင်းတွေ့ရှိရင်တော့ထောင်ရှိနှစ်ကနေနှစ်အစိတ်ထိချမှတ်ခင်ရနိုင်ပါလိမ့်မာဒိုနာတေဆုံမှုနဲ့ပတ်သက်ပြီးတရားမြတ်တမှုရှိဖို့ဂျီနိုအဲရစ်တရားရုံးပြည်မှာပြည်သက်တွေကအခုချိန်ထိတောင်းဆိုခဲ့တာပဲဖြစ်ပါတယ် မာဒိုနာဟာနှလုံးကြောကနဲ့ကွယ်လွန်ခဲ့တယ်လို့စေးဖွဲ့ကတော့ခဏဦးပြောခဲ့ပါတယ်နှလုံးသွေးကြောချင်းပြီးတော့သွေးခဲတာကနေတဆင့်ကွယ်လွန်ခဲ့တာလို့ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမာဒိုနာရဲ့မိသားစုဝင်တွေဟာခုချိန်ထိလုံးဝလက်မခံသေးတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ကမ္ဘာအကြီးဆုံးဘူမိပူဆွေးထွက်ရှိတဲ့မြေအောက်ရေကန်ကြီးကိုအန်အောဘနန်တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ် အယ်ဘေးနီးယားနိုင်ငံမှာကမ္ဘာအခြေဆုံးဘူမိအပူစွမ်းအင်ထွက်တဲ့မြောက်ရေကန်ကြီးကို ရှာဖွေတွေ့ရှိပါတယ်2021မှာချန်နိုင်ငံမှာသိပ္ပံပညာရှင်တွေကအဲ့ဒီရေကန်ကြီးကို တွေ့ရှိခဲ့တာဖြစ်ပေမဲ့အယ်ဘေးနီးယား Great Nation မှာဖြစ်နေတဲ့နိုင်ငံရေးခြေအနေကြောင့်ဒီကန်ကြီးကိုစစ်ဆေးမှုမလုပ်ဝသေးခင်မှာပဲသိပ္ပံပညာရှင်တွေကအယ်ဘေးနီးယားကနေစွန့်ခွာသွားခဲ့ရပါတယ်။သူတို့က Les Covid မြို့နာမှာတောင်ကြီးကနေထွက်ပေါ်နေတဲ့ရေနွေးငွေ့တွေမြင်လို့သွားကြည့်တော့မြေအောက်အနက်ပေ330ထိနှိမ်စင်းသွားတဲ့ ရှိုးမြောင်ကြီးတစ်ခုတွေ့ခဲ့ရပြီးထပ်ဆင်းကြည့်ချိန်မှာဘူမိပူစွမ်းအင်တွေထွက်ရှိတဲ့မြို့အုပ်ရေကန်ကြီးကိုအမခန့်တွေ့ရတာပါ၂024မှာချန်နိုင်ငံမှာသိပ္ပံပညာရှင်တွေဟာ Neuron Foundation ရဲ့သုတေသနရေမုံငွေမတီပေးမှုနဲ့တူ Arabia နိုင်ငံပြန်လာခဲ့ပြီးလေးလံမှုတွေလုပ်ပါတယ်မြို့အုပ်တင်နေရာကိုဖော်ထုတ်မှတ်သားနိုင်တဲ့ Align DAR Scanner ပါဝင်နောက်ဆုံးတော့နီးပညာတွေတောင်းပြီးတိုင်းနာခဲ့ရမှာရေကန်ကြီးဟာအလျားပေ454ပြီးအနက် 138ပေရှိပြီးတော့ရေတုတွေဟာ8900မီတာထိရှိပါတယ်။အနည်းအရွယ်စားအရဟန်ဂေရီနိုင်ငံမှာတွေ့တဲ့ဘူမိအပူစွမ်းရင်ထွက်ရှိရာမြောက်ရေကန်ကြီးထနောက်မှာပိုကြီးနေပါတယ်။ဘူမိပူစွမ်းရင်ထွက်ရှိရာရေကန်တွေဟာရေလွှာတိုင်းမှာမတူညီတဲ့ပူချိန်ရှိပါတယ်။အပူချိန်မတူညီမှုကြောင့်ရေလွှာတစ်ခုချင်းစီရဲ့တိတ်သီးစာလည်းမတူပါဘူး။ချဲ့သွေးမျက်ရှင်တွေဟာသူတို့ကိုရံမုံငွေမတည်ပေးတဲ့ neuron foundation ကိုဂုံပြုတဲ့အနေနဲ့ဒီရင်ခံချင်းကို နျူရွန်ရေကန်လို့နာမည်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ယူကရိန်းနိုင်ငံဟာ2020ပြည်နှစ်မှာ2024ထိကမ္ဘာလက်နက်အများဆုံးတင်ပို့သူဖြစ်ခဲ့တယ်လို့ဆွေဒင်ဉာဏ်ကြီးရှင်ဖွဲ့ကပြောပါတယ်။ယူကရိန်းနိုင်ငံဟာ2024ခုနှစ်အထိ၅နှစ်တွင်ကမ္ဘာစစ်လက်နက်အများဆုံးတင်ပို့သူဖြစ်လာခဲ့တယ်ဆိုပါတယ်။ရုရှားရဲ့လက်ရှိကျူးကျော်စစ်ကြောင်းယူကရိန်းရဲ့စစ်လက်နက်တင်ပို့မှုတွေမြင့်တက်လာခဲ့တာဆိုပါတယ်။ စတော့ဟိုပီပီဆိုင်ရာငင်းချင်းသူတ္တနာအစ်စနေချူက2020ပြည့်နှစ်နဲ့2024ခြားကမ္ဘာပေါ်မှာစစ်လက်နက်လွှဲပြောင်းပေးမှုဆိုင်ရာအစီအကံစာ ထုတ်ပြန်ခဲ့ပါတယ်။အဲဒီကာလတွင်ယူကရိန်းတည်ထောင်ခဲ့တဲ့စစ်လက်နက်ပမာဏဟာ9000နီးပါးရှိပြီးကမ္ဘာစစ်လက်နက်တင်သွင်းမှုစုစုပေါင်းပမာဏရဲ့8.8%ခန့်ရှိပါတယ်။ယူကရိန်းဟာအဲဒီကာလတွင်အမေရိကန်ဈေးကနေ45%ခန့်လုံး၊ဂျာမနီကနေ12%ခန့်လုံးနဲ့ပိုလန်မှာ17%ခန့်လုံးစစ်လက်နက်တင်သွင်းခဲ့ပါတယ်။နေတိုးဖွဲ့ဝင်နိုင်ငံတွေရဲ့စစ်လက်နက်တင်သွင်းမှုဟာ 2015မှ2019ထိနှစ်စကျော်ရှိခဲ့ပြီးအမေရိကန်မှာစစ်လက်နက်တင်သွင်းမှုဟာ64ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ဂျပန်ရဲ့စစ်လက်နက်တင်သွင်းမှုဟာ9နှစ်သက်တိုင်းနှစ်ဆနီးပါးရှိခဲ့ပြီးကမ္ဘာပေါ်မှာစစ်လက်နက်တင်သွင်းမှုအရစစ်ထမနေရာမှာရှိခဲ့ပါတယ်။တရုတ်မြောက်ကိုရီးယားတို့နဲ့တင်းပေါင်မှုတွေမြင့်တက်စဉ်ဂျပန်ရဲ့စစ်ရေးစစ်လက်နက်တင်သွင်းမှုဟာခုလိုမြင့်တက်ခဲ့တာပါ။တရုတ်ရဲ့စစ်လက်နက်တင်သွင်းမှုဟာ64ရာခိုင်နှုန်းထိကျဆင်းခဲ့ပြီးပြည်တွင်းမှာစစ်လက်နက်ထုတ်လုပ်နိုင်စွမ်းကြောင်း အခုလိုတရုတ်ရဲ့စစ်လက်နက်တင်သွင်းမှုကြာဆင်းရတာလို့မှတ်ယူရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ခရီးအမေညာ NASA ကသိပ္ပံပညာရှင်ဂျီကတူနဲ့ဝန်ထမ်းချို့ကိုယာတူမော့ထုတ်ပယ်လိုက်ပါတယ်။အမေရိကန်သမ္မတ Trump မိန့်တွေကိုလိုက်နာတဲ့အနေနဲ့ American မျိုးသားလေကြောင်းနဲ့အကာသအုပ်ချုပ်ရေးဖွဲ့ NASA ဟာသူတို့ရဲ့သိပ္ပံပညာရှင်ဂျီကတူနဲ့ဝန်ထမ်းချို့ကိုယာတူမော့ထုတ်ပယ်ကြောင်းကြေညာပါတယ်။ဒါဟာ American ရဲ့ယာတူတို့ဖောက်ပြန်ကြောင်းလမ်းမှုကိုသူတို့တင်နာပြုနေတဲ့ ၎င်းတို့ရဲ့အားထုတ်ကြိုးပမ်းမှုကိုရော့ကျစေမယ် NASA ရဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်။အခုအချိန်ဝန်ထမ်းအင်အားလျှော့ချမှုမှာဝန်ထမ်း23ဝန်ထုတ်ပက်ခံရပြီးနောက်ထပ်ဝန်ထမ်းတွေကိုလည်းလျှော့ချမယ်လို့ NASA ကပြောပါတယ်။ပထမအတော့ဝန်ထမ်းအင်အားလျှော့ချမှုမှာနာမည်ကြီးရာသီဥတုပညာရှင် Catherine Cable ဦးဆောင်တဲ့သိပ္ပံပညာရှင် ကြီးကဲ့ရောက်မှဝန်ထမ်းတွေကိုလျှော့ချခြင်းဖြစ်ပါတယ်။ Catherine နဲ့ချောင်း American ကိုယ်စားလှယ်တွေဟာပြီးခဲ့တဲ့လကတရုတ်မှာပြုလုပ်တဲ့ဂျာတီဥတုသိပ္ပံစီဝေးကိုလည်းတယောက်ခွင့်တားမြစ်ခံခဲ့ရတယ်လို့သိရပါတယ်။ နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ကြားတွေကိုရင်ပောင်းအောင်သင်ကြားပေးတယ်။စက္ကသမတူဟာကြားကြိုက်ခံရလို့သိဆုံးသွားတယ်ဆိုပါလေ။ကြားတွေကိုရင်ပောင်းအောင်သင်ပေးခဲ့လို့နာမည်ကျော်ကြားတဲ့စက္ကသမတယောက်ဟာကြားလေးကောင်ရဲ့တက်ခတ်မှုကြောင့်သိဆုံးခဲ့ပါတယ်။အသက်62နှစ်ရှိပြီဖြစ်တဲ့အတိုရီဝေဘာဟာအီတလီရဲ့နာမည်အကျော်ကြားဆုံးစက္ကပ်ဖွဲ့စာကိုအော်ဖီရဲ့ဖွဲ့ဝင်တူပါ သူဟာစက်ကပ်ပွဲမှာဖြောပြင်းမဲ့ပျောက်ကွက်အတွက်ပြင်ဆင်နေတော့ကြားတကောင်ကသူ့ကိုတော်နှက်ခဲ့ပြီးအခြားသုံးကောင်ကခုံအုပ်ကိုက်တက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာကြားရီဟာသူ့လောင်းကိုနိုင်ဝဲလောက်ဆော့ကစားခဲ့ပြီးစက်ကပ်ဖုံးဝင်ကလည်းမလုတ်တက်မကင်တက်ဖြစ်ခဲ့ရပါတယ်။သူတို့ကကြားရီကို6လက်မောင်းထုတ်ဖို့ကြိုးစားခဲ့ပြီးမှမအောင်မြင်ခဲ့ပါဘူး။အန်ဒရီဝဘာဟာကြောရိုးတစ်ချောင်းထန်ရာပြင်းထန်ရခဲ့ပြီးဒီလိုလုံးမှလည်းထန်ရာတွေပြင်းထန်ခဲ့ပါတယ်။ ူတင်ပေးတဲ့ကြားတွေဟာသူ့ကိုဘာကြောင့်ပြန်တိုက်ခိုက်လဲဆိုတာတော့တိတိကျကျမသိရသေးပါဘူး။နောက်ဆုံးသတင်းပုတ်ပြောချင်ပါလိမ့်။ဒီအသက်12နှစ်အရွယ်လူငယ်လေးဟာနျူကလ িয়ার ပေါင်းစပ်မှုကိုအောင်မြင်အောင်လုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်အားလုံးကအံ့အားသင့်ပြီးတော့ကလေးငယ်ဟာ FBI ရဲ့ဖိတ်ခေါ်ခြင်းကိုတော့လက်ခံရရှိခဲ့ပါလိမ့်။အမေရိကန်နိုင်ငံတင်နက်စီပြည်နယ်မန်ဖစ်မှာနေထိုင်တဲ့ဂျက်ဆန်အော့စဝတ်ဆိုတဲ့ကလေးငယ်ဟာ ဗီဒီယိုဂိမ်းကစားရတာကိုညှိဝေလာခဲ့တဲ့နောက်သူနေအိမ်ကစားစရာအခန်းထဲမှာအွန်လိုင်းကရတဲ့ပစ္စည်းတွေတုံးပြီးနျူကလ িয়ার ပေါင်းစည်းမှုအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ကျွန်တော်သိသွားတယ်ဗီဒီယိုဂိမ်းကိုဘလောက်မိုးပြန်အောင်ဆောင်နိုင်ပါလဲ။ဘာအဓိပ္ပာယ်မှမရှိပါလား။ဒီတော့ကျွန်တော်အလေးချင်းပြောင်းလိုက်တယ်။ဗီဒီယိုဂိမ်းနဲ့အနည်းဆက်ဆုံးတူတဲ့သိပ္ပံပတ်ခြေဦးတက်လိုက်တယ်လို့သူကဆိုပါတယ်။2018မှာတော့သူ့ရဲ့အသက်23နှစ်ပြည့်မွေးနေ့မတိုင်မီနှစ်နာရီလုံးမှာအော့စဝက်က အတံဘဟုစံချင်းပေါင်းစည်းမှုကိုလည်းအောင်မြင်အောင်လှုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်အားလုံးကအံ့အားသင့်ခဲ့တယ်လို့သိရပါတယ်။